ဒီနေ့ကိုကာကိုလာကြက်ကြော်လေးကြော်စားပါမယ်ကိုကာကိုလာလေးရဲ့ကျက်လေးရဲ့ချက်ကလေးကိုရေးဆေးပြီးတော့ကုညိုစားနေနေထားပါမယ်စားတမျိုးတွေထည့်ပါတယ်ဆင်းလွင်းလည်းမထည့်ပါဘူးကနင်းလည်းမထည့်ပါဘူးအချိုးမောက်လည်းမထည့်ပါဘူးစားလေးတမျိုးနဲ့ပဲနေထားပါတယ် ီးရင်ဒီကိုကာကိုလာလေးကိုနည်းနည်းလေးထည့်ပါမယ်ဒါကူနှက်ထားပါရဲ့စီလေးကိုကူနေထားလောက်ပဲထည့်ပါရဲ့အခုပေးထားပါမယ်အခုလိုမျိုးစီလေးပူလာပြီဆိုရင်တော့ခုနကစားနဲ့နှက်ထားတဲ့သက်သားလေးကိုထည့်ချလိုက်ပါမယ် ီးပြီးဆိုရင်တော့ဖုန်းလေးပုတ်ထားလိုက်ပါမယ်။ခုလိုမျိုးအနေထားရပြီဆိုရင်တော့ဖုန်းပဲပြီးတယ်လှည့်ပြီးပါမယ်။ ုဆိုရင်တော့ဟိုဘက်ဒီဘက်လှည့်ပြီးွားပါပြီလှည့်ပြီးွားတဲ့အချိန်မှာနည်းနည်းလေးကြက်နေပါပြီအားကြောင့်မို့ကိုကာကိုလာလေးကိုဒီအတုံးရည်အနေထားနဲ့ဒီကိုကာကိုလာရဲ့ကိုကာကိုလာလေးရယ်ကိုကာကိုလာလေးရဲ့တဝက်ကိုထည့်ချလိုက်ပါမယ်ကျဲရဲ့အရေးအတွက်ပေါ်မှာချက်အတုံးရည်အတွက်ပေါ်မှာမြည်ပြီးထည့်လို့ရလာနော် ီကစားနေထားတဲ့ကြက်သားပါဘာအချိုမှမထည့်တာပါဘူးကိုကကိုလာလည်းခြိုးတော့မထည့်ပါဘူးရှင်မှန်ပါခုနရရဲ့တဝက်ပါပြီးသွားဆိုရင်တော့အဖုံလေးပြန်အုပ်ထားပေးလိုက်ပါမယ်အဲခုဆိုရင်တော့တော်တော်လေးလည်းခမ်းလာပါပြီ။ဒါကနည်းနည်းလေးချက်သားလေးကိုမှုန်ပြေးလိုက်ပါမယ်။ဘယ်ဘက်ဒီဘက်ကို ်ကြက်သားရေတွေထွက်လိုက်တယ်ကဲရေလေးခန့်အောင်ရပါပြီစက်တည်ထားလိုက်ပါမရှင်အရန်ကိုတွဲပါတယ်ရရတာလည်းအရန်ကောင်းပါတယ်နော်ရေလေးခန်းလိုက်ဖြစ်တဲ့အတွက်ဒါအိုးလေးကိုပိတ်လိုက်ပါမယ် နားရေလေးတော်တော်ခမ်းလာပါပြီဒီပူချိန်လေးနဲ့ဒီနီးပိတ်လိုက်ပါမယ်ရှင်ရဲအောင်ဆိုကြီးစားကောင်းတယ်ပူလာပူလာစက်ကြောပါလာပါပြီ